နေဟာတက်ရှိတွေအတွက်တိတ်ကိုရေးကြည့်ပါတယ်တကယ်လို့များနေလုံးကြီးတောင်မျက်လက်ပြသလိုရုပ်တရက်ပြတ်ကွယ်သွားမယ်ဆိုရင်ကဘာကြီးမှဘလို့အကျိုးဆက်တွေဖြစ်လာမလဲမသိချင်ဘူးလားကျွန်တော်တို့ဟာနေလုံးကြီးပျောက်သွားပြီးတော့10မိနစ်နဲ့စက္ကန့်20လောက်ကြာတဲ့အထိတတိထားမိအောင်မမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့နေရလင်းရောင်ဟာကဘာကိုရောက်ဖို့အတွက်10မိနစ်နဲ့စက္ကန့်20ကြာတဲ့အတွက်ကြောင့်မလို့နေလုံးကြီးရုတ်တရက်ပျောက်သွားရင်တော့ ကျွန်တော်တို့ကနေလုံးကြီးကိုနောက်ထပ်10မိနစ်နဲ့စက္ကန့်20တိတိထပ်မြင်နေရအောင်မှာဖြစ်ပါတယ်။ဓာတ်ဆွဲအားလည်းဒီတိုင်းပါပဲ။သူကလည်းအလင်းရဲ့အမြန်နှုန်းတိုင်းတက်ရောက်တာမဟုတ်လို့နေရဲ့ကဘာပေါ်တက်ရောက်တဲ့ဆွဲအားမရှိတော့တဲ့အဖြစ်ကိုလည်းလူတွေဟာ နောက်ထပ်10မိနစ်နဲ့စက္ကန့်20ကြာတော့မှသိရမှာပါ။ကဘာကြီးကလည်းသူ့ရဲ့နေပတ်လမ်းမှာပဲအရင်လို နောက်ထပ်10မိနစ်ကျော်လှည့်ပတ်နေအောင်မှာပါ။ဒီ10မိနစ်နဲ့စက္ကန့်20ကျော်လွန်သွားတဲ့အခါမှသာ နေလုံးကြီးကျွန်တော်တို့မြင်ကွင်းကနေပြီးတော့ပျောက်ကွယ်သွားမှာဖြစ်ပြီးကဘာကလည်းနေပတ်လန်ချောင်းကနေလောက်စလုံးတလုံးပစ်လိုက်သလိုအချိန်နဲ့လွင့်ထွက်သွားမှာဖြစ်ပါတယ်အဲ့ဒီ10မိနစ်ကျော်အချိန်လေးကုန်ဆုံးသွားရင်တော့ကဘာဟာနေစရာလုံးဝမကောင်းတော့တဲ့နေရာတစ်ခုဖြစ်အစပြီးတော့ပြောင်းလဲတော့မှာပါနေစီကအပူနဲ့အလင်းရောင်လုံးဝပျောက်ဆုံးသွားပြီးတော့အပူချိန်ဟာလည်းလင်းလင်းမြန်မြန်ကြီးကိုကျဆင်းသွားတော့မှာပါရက်အနှဲငယ်အကြာမှာပဲကဘာမြင်မြန်တဲ့ပြင်တစ်ခုလုံးအေးခဲသွားမှာပါ တပတ်နှစ်ပတ်လောက်ကြာတဲ့အခါမှာတော့ပင်လယ်သမုဒ္ဒရာတွေအားလုံးအေးခဲကုန်ကြမှာပါကမ္ဘာဥတိုင်းကအပူနဲ့လေထုကအပူအနှဲငယ်တော့ရနိုင်မှာဖြစ်ပေမဲ့တက်ရှိတဲ့အသက်ရှင်ဖို့တော့ပမာဏကမလုံလောက်ပါဘူးနေအောင်ကြီးနဲ့အစာချရတဲ့ photosynthesis လုပ်ငန်းလည်းလုံးဝရပ်တန့်သွားမှာဖြစ်ပြီးတော့ပင်တွေလည်းသေကုန်ကြမှာပါအဲ့တော့အစာကွင်းဆက်လည်းလုံးဝပြတ်သွားမှာပါလူရီကတော့နျူကလ িয়ার ဆွမ်းအင်ပါညာသုံးပြီးတော့မြေအောက်မှာယာယီရှင်သန်နိုင်ခြင်းရှိပါတယ် ်ဒါပေမဲ့နောက်ဆက်တွဲပါ plan မှမရှိဘူးဆိုရင်တော့ရေရှည်ရှင်တာမှုမဖြစ်နိုင်ပါဘူး